မင်္ဂလာပါရှင်အခြေခံတရုတ်စကားပြောအတွက်ကျမတို့အခုဒီမှာရေးထားတဲ့အတုံးနှုံးလေးတွေကိုလေ့လာကြည့်အောင်ပါအဲ့တော့အရင်ဆုံးရေးထားတာကအရေးခွန်လန်သွားတယ်အရေးပြားပြဲသွားတယ်ဒါမျိုးကိုပြောချင်တယ်ဆိုရင်ဖော့ဖီလို့အုံတယ်နော်အဲ့တော့ဒီမှာဆိုကျမရေးထားတဲ့ဒူးပြဲသွားတာကိုရေးတာဒူးကောင်းသည်ရှီးကြိုက်လို့အုံတယ်ရှီးကြိုက်ဖော့ဖီလား ဆိုရင်ဒူးပြဲသွားတယ်ဒူးအေးပြားလန့်သွားတယ်ရမယ်နော်နောက်တစ်ခုကလက်ဓာရှတာဒီလိုအချီမီလေးကိုရေးခြင်းနဲ့ဆိုရင်ချဲတော့ရှုံလို့သုံးတယ်ချဲဆိုတာဒီလှိဖြတ်တာကိုသုံးတာအဲ့တော့ချဲတော့ရှုံဆိုရင်လက်အထိဓာတ်ဒီခိုက်မိသွားတယ်ဓာရှမိသွားတယ်ဆိုတဲ့အခြေအနေကျမဝကြလေးရေးထားတယ်ဝချဲ菜食အဲ့တော့အတိရွက်တွေကိုလှိဖြတ်တဲ့အခါမှာ ့小心，တတိမထားမိပဲနဲ့切到手了，လက်ထိသွားတယ်ရမယ်နော်။နောက်တစ်ခုလေးကဒဏ်ရာရတယ်။ဒဏ်ရာရတယ်လို့ပြောချင်ရင်受傷လို့တောင်းလို့ရတယ်။စိတ်ဒဏ်ရာပဲဖြစ်စေခန္ဓာကိုယ်မှာဖြစ်ွားတဲ့ဒဏ်ရာတွေပဲဖြစ်စေတောင်းလို့ရတယ်နော်။အခုဒီမှာတော့ရေးထားတယ်။踢足球时，ဘောလုံးကန်တဲ့အခါမှာ受傷了，ဒဏ်ရာရသွားတယ်တဲ့။ ရမယ်เนาะနောက်တစ်ခုလေးကသွေးထွက်တာအဲ့တော့သွေးထွက်တယ်လို့ပြောခြင်းနေဆိုရင် true ရှယ်လို့တုံးလို့ရတယ်အဲ့ဒီမှာဆိုရင်လက်ကသွေးထွက်နေတယ်ပေါ့ဒါမျိုးလေးပြောခြင်းရင် show true ရှယ်လားအကယ်၍မြန်အနာပြည်တယ်တယ်ပေါ့ဒီလိုတုံးလေးကိုတုံးခြင်းရင်ကျမတို့ကပြည်တယ်တာဒီဟွာနုံလို့တုံးနေတယ် အနာကလေးကိုရှန်းခုံလို့တောင်းလို့ရတယ်နော်အဲ့တော့ရှန်းခုံဝနုံလို့ဆိုရင်အနာပြီတဲပြီဆိုတဲ့အတုံးလေးရမယ်နော်